တာဘာသာဝင်တယောက်တကယ်အစ်စ်မှန်ဆိုရင်ပြင်းချိန်တော့မရဘူးလို့ဘုရားဘာသာဝင်ဖြစ်ပြီးအင်းပြင်းလိုက်တာဘာလို့မှမသိဘူးဆိုအဲ့ဒါမိစ္ဆာတိတိပြောခုနှစ်မှာဒါတွေကင်းမလားမကင်းသေးဒါအရင်လို့အားချိန်မရှိဘူးဟင်နားချိန်ရောမရှိဘူးဖြတ်ဆိုငါအားနေလို့သတိရလိုက်တာနဲ့အနိစ္စဒုက္ခအနတ္တမြင်အောင်ကြည့်မယ်ယုံနာဓမ္မသိအောင်လုပ်မယ် ဗုဒ္ဓဂုံတွေပွားနေမယ်ဓမ္မဂုံတွေပွားနေမယ်မေတ္တာပွားနေမယ်လုံးစရာတွေမရှိဘူးလားရှိပါဘူးအများကြီးကိုယ်စိတ်မြင့်မြတ်ကြောင်းစင်ကြယ်ကြောင်းအထက်တန်းရောက်ကြောင်းလုံးစရာအကျင့်နေအများကြီးပဲကျင့်ရသလားအလုံးသဘောပေါက်တယ်နော်နောက်ဆုံးကမာနပါတဲ့မာနအခုခင်ဗျားတို့အလုံးဟောဒီတက္ကရာဒိဋ္ဌိခေါင်းဆောင်ကြီးနဲ့အတူ တိကလေးတစ်လုံးနဲ့လည်းမာနတက်တက်တယ်အတက်ကလေးတစ်ခုနဲ့လည်းမာနတက်တက်တယ်ရှင်းလားတချို့ကစာအုပ်ကလေးတအုပ်ဖတ်ပြီးမာနတက်နေတာလည်းရှိတယ်ဟမ်တချို့ကလက်မှတ်လေးတစ်ခု깟ပြီးမာနတက်နေတာလည်းရှိတယ်နောက်အိမ်မှာငိုငွေရှာနိုင်တာနဲ့မာနတက်နေတာလည်းရှိတယ်တေးလုံးသူတယောက်တည်းရှာကျွေးနေတယ်ဆိုတော့သူကကြွန်စားတာပါလို့ကိုယ့်ဟာကိုယ်ဆက်လို့ အကျွေးရှိလို့လုံးရတာဟိုကမလုတ်ဖဲထိုင်စားနေတယ်ဆိုတော့သူကသခင်စားတာပါပြီးသားသူကမတွက်ကနဲ့တွက်ကဲ့နဲ့အကျွေးကြည်မှာမဟုတ်ဘူးတော့ပါလားအကြောင်းတရားနဲ့အကျိုးတရားအကြောင်းကောင်းမှအဲ့ဒါခင်ဗျားတို့မာနကတရားလေးတပုတ်နာဘူးလေမာနတချို့ကကိုယ်ဆရာသိတာကိုယ်သိတာလည်းမဟုတ်ဘူးနဲ့မလို့တို့ဆရာဘလို့တော်တာမာနာ ဟင်သဘောပါလားကြည်ရောကျင်းတတ်သလားအဲ့တော့ထိုက်တန်သူဖြစ်ခြင်းအချက်ပဲနှစ်ချက်ခုနှစ်ချက်အဲ့ဒီခုနှစ်ချက်ကိုခမရတို့ပြည့်စုံအောင်ကြိုးစားနေရင်ထိုက်ထိုက်တန်တန်ဘဝပိုင်ရှင်ဖြစ်ပြီရှင်းမလားဒါဖြင့်တရားရှိ ပေါ်ပေါ်ဆဆနေရမလားကြိုးစားရမလားတိဘာကင်းအောင်တက္ကရာဒိဋ္ဌိကင်းအောင်နိဝိသိကိစ္စကင်းအောင်သုံး တိလပရပရမတအကျင့်မားတွေกินအောင်กว่าပြောလိုက်ဗါတဲ့တော့အကျင့်မားတွေกินအောင်လေးလောဘလောဘกินအောင်ငါလောဘချက်လောဘခွန်ဂျင်းနဲ့သလားဒီတိုင်းသာကြိုးစားရင်ခင်ဗျားတို့ထိုက်တန်တဲ့ဘဝရနိုင်မရနိုင်အဲ့တော့ဒါဘသူဟောတဲ့တရားမြတ်စွာဘုရားအရဟတုတ်ချစ်သားတို့မှတ်ကြတဲ့အရဟအရဟအရဟတ္တ တကယ်ထိုက်တန်တဲ့ပုံကိုတယောက်ဆိုတာဒါကိုခေါ်ရဟေးတဲ့